မဟာမြတ်မုနိဖေယကြီးပြုံးခြင်းမဲ့ခြင်းနောက်ွယ်ကထူးဆန်းသောသိပ္ပံပညာဒါကတော့မဟာမြတ်မနိဖေယပြုံးခြင်းမဲ့ခြင်းနောက်ွယ်ကလူသိနေပါတဲ့ထူးဆန်းတဲ့သိပ္ပံပညာပဲဖြစ်ပါတယ်မြမကြီးမဝုံကနေတစ်ခုခုဖြစ်လိုက်ပြီးဆိုရနဲ့ဖေယကြီးပြုံးပြီးဖေယကြီးငိုပြီးဆိုတဲ့ဂောလာဟာလာတွေကတားမရစီမရအောင်ထွက်ပေါ်လေးရှိပါတယ်မက်ရှလာ28ရက်နေ့ငလေးရင်လှုပ်တဲ့ကိစ္စမှာလေမခိုက်တော်ဆောင်းသွားလို့ ဖယားမဲ့တယ်ဆိုတဲ့တဲ့ဟာတတိုင်းပြည်လုံးကိုအုံအုံကြက်ကြက်ပြန့်နှံ့ခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့မဟာမြတ်မှုနှင့်ဖယားကြီးရဲ့သမိုင်းအမှန်ကပါလေ။ဖယားကြီးကတကယ်ပဲပြုံးနိုင်မဲ့နိုင်သလား။ဖယားပြုံးခြင်းမဲ့ခြင်းနောက်ွယ်မှာဘလူးထူးဆန်းတဲ့တိတ်ပံသဘောထားတွေရှိနေတဲ့ဆိုတာကိုပြန်ဆက်ပြီးတော့မှဖြစ်ပါရယ်။တကယ်တော့မြမတပြည်လုံးရဲ့အသည်းဆွဲဖြစ်နေတဲ့မဟာမြတ်မှုနှင့်ဖယားကြီးဟာရခိုင်မျိုးတွေရဲ့အပိုင်နာဖြစ်ပါရယ်။ မြမပြည်ရဲ့လို့ဖြစ်မလာသေးတဲ့အချိန်မှာ ရခိုင်နိုင်ငံတော်နဲ့ဗမာနိုင်ငံတော်လို့နှစ်မျိုးကွဲထွက်ခဲ့ပြီးဗမာပြည်များဟာအချင်းချင်းစစ်မှတ်ပြုရာကနေဗဟမျက်မှုနေဖရာကြီးကိုရခိုင်တို့စီကတိမ့်ပိုက်ခဲ့ရပဲဖြစ်ပါတယ်။ဖရာကြီးဟာလည်းဗမာတို့ရဲ့မန္တလေးမြေမှာပဲစံပြောခဲ့ပြီးဖကြီးရောမင်းတရားကြီးဆိုကြီးညိုလှတဲ့အတွက်မနက်ကိုင်းမဟာမျက်မှုနေဖရာကြီးကိုရဲ့နော်တစ်ချင်အလေးကိုချမှတ်ခဲ့ပါတယ်။ ဒီလိုနဲ့အစင်ဆက်ဖေယားကြီးကို အရေးတကြီးကြီးကြည်နေရခါနေဖေယားပြောင်းခြင်းမဲ့ခြင်းဆိုတဲ့ကိစ္စတွေဟာပေါ်ပေါက်လာပါတော့တယ်။ဒီနေရာမှာလည်းဖေယားရဲ့နှုတ်ခမ်းတော်အကွေးအညွတ်ဆိုတာအလေးအမောင်ပေါ်မှာမူတည်နေတာဖြစ်ပါတယ်။နေရောင်ကြီးကိုအပေါ်ထောင်45ဒီဂရီကနေဖေယားကြီးရဲ့နှခမ်းနဲ့ညလုံးတွေကိုမြင့်တာအောင်ချိန်ထိုးလိုက်ရင်နှခမ်းတော်များကွေးညွန့်သွားပြီးပြုံးနေဟန်မြင်ရမှာဖြစ်ပြီးတော့ အလင်းကိုအောက်ခြေကနေပင့်ထိုးလိုက်တာနဲ့အရိတ်မောင်ချပြီးနဲ့နဲ့တော့မှဲ့သွားမှဖြစ်ပါရဲ့ဂါဂသိက္ခာနီချာချာရှင်းလင်းထားတာဖြစ်ပြီးတော့အဆိုပါပြုံးနဲ့မဲ့တဲ့ကိစ္စဟာလူသားအုံနောက်ရဲ့အလုလုပုံနဲ့လည်းသက်ဆိုင်ပါရဲ့လူအုံနောက်ဆိုတာသူ့အာသူကောင်းငင်မှာရှိနေတဲ့တိမ်တွေကိုတော့ဟိုပုံပေါ်တယ်ဒီလိုပုံနည်းနဲ့တူတယ်ဆိုပြီးလူရဆွဲတွင်းကြတဲ့အမျိုးဖြစ်ပါရဲ့အထူးသဖြင့်အယူဝါဒတီးလွတ်နေမြမလူမျိုးတွေဆိုရင် ဘာသာရေးကြောင့်အဆုံးကြောင့်လုံးပြီးတခုခုထူတာနဲ့တဘာဝလုံးကိစ္စရက်တွေနဲ့ပါဇက်အဟောင်းသားဖြစ်ဖို့အားတန်နေကြတဲ့လူတွေဖြစ်ပါတယ်။ဒါကြောင့်ငလျင်တို့အပြီးအမုန်းနေရန်ပြူကြလို့ဖျားကြီးအလင်းကောင်းကောင်းမရတာနဲ့ဖျားမဲ့တဲ့ဆိုပြီးတတိုင်းပြည်လုံးသွေးပြက်နေကြတာဖြစ်ပါတယ်။ ဖျားကိုပြုပြင်ပြီးလို့မိဆိုင်တွေ ပြန်ပြင်းတဲ့အခါမှာအလေးရောင်ကောင်းောက်ရပြီးမျက်နှာတော်ပြုံးသွားတယ်လို့ပြန်တင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်ကြီးကိုလည်းခေရဝါရဗုဒ္ဓဘာသာမယေကံကံရဲ့အကျိုးမှာပဲအာယုံစိုက်ထားပြီးဖျားပြုံးတဲ့မဲတဲ့နဲ့ကို့အရှက်ကိုမခွဲကြဖို့အမပါလိုက်ရပါတယ်။အခုလိုသူဆန်းဖွဲ့ရာဗီဒီယိုလေးတွေကို အမြဲကြည့်နိုင်မို့ကျမရဲ့ဖိချ်လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့ရှင်။